ရိတ်တာတစ်ခုဖြိုပေးနေရင်းနဲ့ပေါ့နော်ဆက်ကူးပေအမြန်နေပြုတ်ကြတော့လေးချောင်းပြုတ်တော့နောက်တော့လေးချောင်းနောက်ဒီညနာမေးရိုးပေါ့ဒီမေးရိုးနှစ်ချောင်းကျိုးတယ်နောက်မေးအဲဒီအောက်နှခမ်းက9ချက်လောက်ချုပ်လိုက်ရတာပေါ့နောက်လက်လက်ဒီနည်းနည်း6လောက်ထိခိုက်သွားတာပေါ့နော်ငလျင်လှုပ်နေတဲ့အချိန်မှာမှအရန်ထိထိခိုက်ပြီးတော့မှအမျိုးသားဆုံးသွားပြီးအမျိုးသမီးကကလေးမွေးရတာလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးတွေကိုယ်တိုင်ကြုံခဲ့တဲ့သူတွေထက်ဆိုင်အမတို့ကတွားကူတာလေ ဆိုတော့ဟိုသူတို့ရဲ့နာကျင်မှုကအမနာကျင်မှုထပ်ပိုများမှာပါအဲ့တော့အမတို့ဟိုအများကြီးထိုင်ပြီးတော့နာနေဖို့လည်းမလိုဘူးထင်ပါတယ်ရှေ့ပိုင်းတစ်ဖက်ထဲမှာဟိုရှင်လျက်နဲ့နှစ်ယောက်ကုနိုင်တာလွယ်ရင်နောက်ပိုင်းမှာတော့အမတို့တမက်ခန္ဓာကိုယ်တွေလိုက်ထုတ်တာရယ်နောက်ထပ်တစ်ခုကတော့ဒီပြီးွားတော့ငလျင်မာက ပြိုကျရတဲ့ပျက်စီးသွားတဲ့အဆောက်အအုံတွေရရများတာပေါ့အဲ့တော့အဲ့ဒီအဆောက်အအုံတွေကိုပြန်လဲရှင်းလင်းပေးတာတို့ဖြိုဖျက်ပေးတာတို့တို့ကလုံနိုင်ပြီဆိုတော့မှလူတွေကသူတို့ရဲ့ဟိုအမျက်တနိုးဆောက်လုပ်ထားတဲ့အိမ်ပေါ့နော်အဲ့ဒါတွေကိုဟိုပြိုကျသွားတဲ့အခါကျတော့လာဖြိုပေးမဲ့သူဗာကျေးဇူးတင်ပြီးစောင့်ရတယ်သူတို့ရဲ့အခမ်းစားချက်တွေကိုကိုကစာနာတယ်ပေါ့နော်အဲ့တော့မတို့ဖြိုဖျက်ရေးတွေကိုပို့ပြီးတော့ဦးစားပေးပြီးစောင့်ရွက်ပေးပါတယ်ဖြိုဖျက်တယ်အဲ့ဒီမှာမှပြန်လဲပြီးတော့မှ မဆောက်နိုင်ဘူးဆိုလို့ရှိရင်မာရီရွက်ဖြင့်တဲတွေအေးပေါ်နေဖို့လှူပေးတာရှိတယ်။နောက်ပြီးအိမ်ကြီးကျောင်းနေပေါ့နော်ဒီလရှင်ကျောင်းနေဘုံကြီးကျောင်းနေအဲ့လိုမျိုးတွေပြန်လဲပြီးတော့မှလှူဒန်းပေးတာတွေလည်းလုပ်ပါတယ်။ရိတ်တာတစ်ခုဖြိုးပေးနေရင်းနေပေါ့နော်။19ပဲအမြင်ကနေပြုတ်ကြဟိုဟိုတလားလည်းကျော်လာပြီဆိုတော့အဲ့ရှေ့ရမှာလည်းအမအဲ personal equipment ပါပေမဲ့အတက်ကြေကျိုး မပါလိုက်ဘူးအပေါ်ရောက်မှယူလိုက်မယ်ဆိုပြီးတော့အဘွားကလေးတွေကိုစိုးရင်စိတ်နည်းနည်းပုံများသွားတာနဲ့ပေါ့နော်ပြီးတော့တစ်ချက်မူးမူးလဲတလို့ဖြစ်သွားတာအပေါ်ရောက်မှလေဟာအဲ့16ပဲအမြင်ပြုတ်ကြပါဟော သွားလေးချောင်းပြုတ်သွားတော့နောက်သွားလေးချောင်းနောက်ဒီညနာမေးရိုးပေါ့ဒီမေးရိုးနှစ်ချောင်းကျိုးတယ်နောက်မေးအဲဒီအောက်နှခမ်းက9-6လောက်ချုပ်လိုက်ရတာပေါ့နောက်လက်လက်တွေနည်းနည်း6လောက်ထိခိုက်သွားတာပေါ့နော်အရိုးတွေတော့မကျိုးဒါပေမဲ့မျက်နှာထိခိုက်သွားတာပါ ပထမအဆုံးပြုတ်ကြပြီဆိုတာနဲ့မိုက်ကနေဖြစ်သွားတဲ့အချိန်မှာအမတို့ကဒီဖြုတ်ဖြဲရေးလုပ်ငန်းစဉ်တွေလုပ်တဲ့အခါမှာအမြဲတမ်းတိထားရတာရှိရဟိုတလန်းမှအမမခံအောင်အမတလန်းမှသွားတာအဲအဲ့လိုမျိုးဟိုဒီတကယ်ဒီရမတိုင်မှာယက်နေတာယက်နေရင်လည်းမိုက်ကနေတစ်ချက်ဖြစ်သွားတဲ့အချိန်မှာဒီခြေလန်းတလန်းကဒီဘက်အဆုံးရောက်သွားတာပေါ့နော်ဝုန်းစုပြုတ်ကြတာပြုတ်ကြတဲ့အချိန်မှာငါဘာကိုကန်လို့ရမလဲဆိုတော့အတင်းနဲ့လှမ်းဆွဲတယ်မမီလိုက်တာမမီလိုက်တာဆိုတော့အဲ့အချိန်မှာပဲ ငါဟိုပါပေါ့ protective equipment ဆိုလို့ရှင်ဟို safety shoe နဲ့ hat ပဲပါသေးတဲ့အနေထားဆိုတော့လေငါဘာနဲ့ကြာရင်အကြနာမလဲပေါ့နော်ဟို shoe နဲ့ဆိုခြေထောက်နဲ့ဆိုရင်လေဟိုပါနော်အဲ့တော့ဒင်းတဲ့ခေါင်းခေါင်းနဲ့ကြာတဲ့ဘက်ကိုပဲယူလိုက်ရတာပေါ့အမှန်တိုင်းပြောရင်တော့ခေါင်းကတော့အထိခိုက်မှုအများဆုံးဆိုပေမဲ့ဟိုစောင်းထားတဲ့အုပ်ထုပ်ရဲ့ quality ကိုယုံတော့လေအဲ့တော့နည်းနည်းမျက်နှာပိုထိခိုက်သွားတာဟုတ်အဲ့အင်းလေးမှာဖြစ်ခဲ့ရဟုတ်မန္တလေးမှာပါဟုတ် အင်းအင်းလေးမရောက်ခင်ဗျာအဲရောက်ပါတယ်အမတို့ရှစ်မြွတ်နဲ့ကူပါတယ်ဟုတ်မန္တလေးပျော်ပွဲစကိုင်းရမဲတင်းအာပြီးတော့ဟိုဟာပေါ့နော်တောင်ကြီးတောင်ကြီးမှာတော့တိခိုက်မှုကတိတ်မရှိဘူးမတို့ကခုတ်ပါညာလောက်ပေါ့နော်အဲနောက်ပြီးတော့ဒီအမရပူရာတို့နောက်မင်းကွန်းမင်းကွန်းထိရောက်ပါတယ်အမလိုက်ကူတဲ့အချိန်မှာလေဟိုတွေ့တဲ့သူကဘယ်လိုလူမျိုးတွေကူခဲ့လဲဆိုတော့မျက်လင်းထန်ခံရတယ်ခေါင်းလေးပဲပေါ်တာခေါင်းလေးပဲပေါ်ပြီးတော့ဟို တကူလုံးအုတ်ချက်တွေပိတ်မိသွားတဲ့အမတွေရှိတယ်အဲသူတို့တွေလည်းအတင်းပြီးတော့ရှင်တန်ကြတယ်နောက်ပြီးတော့အကုန်လုံးပြူသွားတယ်အဲမိသားစု၄ယောက်မှ၃ယောက်ဆုံးသွားတယ်အဲတယောက်ပဲရှင်တန်ခဲ့တဲ့သူတွေလည်းရှိတယ်ကလေးတဲတဲလေးတွေငလျင်အပြိုပြက်တွေတွေကနေထွက်လာတဲ့ဟိုတစ်နှစ်ခွဲလေးတွေသုံးနှစ်လေးတွေဒါလိုမျိုးလေးလည်းရှိတယ်ငလျင်လှုပ်နေတဲ့အချိန်မှာမှအရန်ထိထိခိုက်ပြီးတော့မှအမျိုးသားဆုံးသွားပြီးအမျိုးသမီးကကလေးမွေးရတာလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးတွေ ိုတိုင်ကြုံခဲ့တဲ့သူတွေထက်ဆိုင်အမတို့ကတွားကူတာလေဆိုတော့ဟိုသူတို့ရဲ့နာကျင်မှုကအမနာကျင်မှုထက်ပိုများမှာပါအဲ့တော့အမတို့ဟိုအများကြီးထိုင်ပြီးတော့နာနေဖို့လည်းမလိုဘူးထင်ပါတယ်အဲဒါကအကြီးဆုံးထိခိုက်မှုပါအဲလက်ကကောင်းမောင်းဖို့နည်းနည်းခက်ခဲသွားတယ်အဲခြေတော်ယိုးနည်းနည်းလေးအဲ နည်းနည်းနားတယ်ပေါ့နော်အဲပြီးတော့ဒီလက်ပြင်ဒီဘယ်ဘက်ကဆိုရင်ဒီလိုလှည့်လို့တိတ်အစစ်မပြေဘူးနောက်သွားတွေပြုတ်ထွက်သွားတာကိုပြန်ပြီးနေရာချထားရတယ်ဒီနှကန်းဆိုရင်တော်တော်ထူသွားပြီပေါ့နော်ချုပ်ထားရတာဆိုတော့မုခါတော့ကလည်းတခါဖြစ်တယ်မုခါအဲမုံတိုင်းမှာကေစေးသွားတော့ကလည်းဆိုင်ကယ်ရောလူရောချက်ထဲပြုတ်ကြတာဆိုတော့လေအဲ့တော့တခါပေါ့နော်ဆိုတော့ဒါဆိုတော့လင်းငါးခါတော့ရှိမှာပါ။ဒါတော့အကြီးဆုံးဒါတော့အကြီးဆုံးထိခိုက်မှုပါပဲ။ဟုတ်မေယိုးနှစ်ယိုးကျိုးနေရဆိုလေ။ငါးထပ်တိုက်မှာ အပြူကျသွားတယ်ပေါ့နော်အောက်ထဲမှာသုံးထပ်ပိတ်ဝင်သွားတယ်ဆိုတော့ဟိုဒါဒါလီမုံပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲ့ဆိုတော့အမတို့အဲ့ထဲမှာအလောင်း၃လောင်းဟိုဆိုတော့ဘယ်နေရာမှာဆိုတော့ဟာလေအမတို့ကရှာလို့ဟိုဟာမှန်းလို့ရနေပြီပေါ့နော်အဲ့ဆိုအဲ့ရှင်ကလည်းဘဖိုးနဲ့ကုတ်ထုတ်ကုတ်ထုတ်ပေးမယ်ပေါ့နော်အဲ့တော့လောက်လောက်ကြတယ်ပေါ့အမတို့ဟိုဟာပေါ့နော်အဲအဲ့အချိန်မှာဟိုဟာလေလေးလွာအမျိုးသမီးကအမတို့တော့တိုင်နေလို့သိရတယ်ဘာဘာလုပ်လဲလို့မေးတော့ ့အဲသူလေးလွာမှာသူ့ရဲ့စီဘုံနဲ့ဆံဘုံကမကွဲသေးဘူးပေါ့နော်အဲ့ဒါဘက်ဖုန်းနဲ့ကုတ်မိလို့တဲ့အဲ့ဆိုအဲစိတ်ပင်ပန်းနေရဖြစ်တဲ့အတွက်အာအမားတို့တခုခုပြောလိုက်လို့တုံ့ပြန်လိုက်လို့တို့မှာစိတ်နဲ့နဲ့တက်တာဝါရဲဆိုရင်လဲဒါမှကုတူရပါတယ်ဟုတ် နောက်တစ်ချက်ကြတော့လဲဟိုအအလောင်းနေဆေထုတ်တဲ့အချိန်မှာလဲအချို့ကောလာဟာလာတွေဖြန့်ခင်ရတာလေးလည်းရှိပါတယ်ဒါမဲ့လဲအလုံးလုတ်တဲ့သူဆိုရင်တော့ဒါမျိုးတွေလည်းကြုံရမှာပါပဲဟိုကကိုကောင်းရင်ကောင်းမရပါဘူးဟုတ် ဘာမှမတက်နိုင်အောင်အမတို့ကယ်ဆယ်စိတ်ကလေးရှိတယ်လူတွေကိုယ်မယ်ဆိုရစိတ်ကလေးရှိတယ်ဒါလေးပဲအမတို့ကဘာမှမတက်နိုင်အောင်ဒါလှူတဲ့သူနဲ့လိုအပ်တဲ့သူဒါအမတို့ကဈာတွေကနေလုတ်ပေးရတဲ့ဟိုကကုညီရေးတမားတတ်တတ်ပါပဲ